အင်ဒိုနီးရှားနိုင်ငံရဲ့တရေပွဲတော်ကတကယ်ပဲကြောက်ဖို့ကောင်းလား ပွဲတော်မှာပထမဆုံးမြင်ရမှာကအခုလိုမျိုးကြက်အစိမ်းကြီးကိုဒီခန္ဓာကိုယ်မဲမဲကြီးနဲ့လူတစ်ယောက်ကသွေးတန်တရဲရဲနဲ့ကိုက်စားနေတာမျိုးတွေဒီအင်းကြီးတွေမှာဆိုရင်လဲသွေးတွေကအပြည့်နဲ့တဒေါင်လောက်ရှိတဲ့ရှာကြီးတွေကလည်းတန်လန်းတန်လန်းကြီးနဲ့ကြောက်စရာကောင်းတဲ့မျက်နှာတွေလက်သေးတွေဆိုရင်လဲအရှိကြီးမှအရှိကြီးပဲတစ်ကိုယ်လုံးဖြူစွတ်နေပြီးတော့ဒီပုံမှန်မဟုတ်တဲ့ခါရိုက်တာတွေမျက်လုံးတစ်လုံးကအပြင်ကိုထွက်ပြီးတော့ရှာကြီးတွေဆိုရင်လဲအောက်မှာကတန်လန်းတန်လန်းနဲ့အဲ့တော့ဒီပွဲတော်မှာပါလာတဲ့အရာမှန်သမျှကကျွန်တော်တို့ထင်သလိုမ မဟုတ်ဖဲနဲ့တကယ်ကိုမှကြောက်စရာကောင်းတယ်အခုကျွန်တော်တို့မြင်နေရတဲ့ဒီအရာတွေအကုန်လုံးကမကောင်းဆိုးဝါးတွေနတ်တွေတရေတွေကြီးပဲကောင်းတဲ့ဟာဘာတစ်ခုမှမပါကောင်းတဲ့ဟာဘာတစ်ခုမှမပါတာကိုလူတွေကဘာလို့အခုလိုမျိုးစီစီကားကားပွဲတော်ကြီးတွေဖြစ်အောင်လုပ်ရတာဒါမှမဟုတ်ဓာတ်တွေကိုသူတို့တွေကကိုးကွယ်နေတာလားဆိုပြီးတော့မေးစရာတွေကရှိလာပြန်ပါလိမ့်ရောအဲ့တော့ကျွန်တော်ဒီတော့ပြန်ပြီးတော့ share ပေးခြင်းပါတယ်အင်ဒိုနီးရှားနိုင်ငံမှာနှစ်ဆင့်နှစ်တိုင်းလို့လို့ကျင်းပတဲ့ပွဲတော်တစ်ခုရှိတယ်ဒီပွဲတော်ကိုတော့ Damage Alert လို့ခေါ်အဲ့တော့ Damage ဲ့ဆိုတာကဒီဂျာဘားယဉ်ကျေးမှုထဲမှာဆိုရင်ဒီနတ်ဆိုးတွေဒီမကောင်းဆိုးဝါးတွေကိုပြောတာအဲ့တော့နောက်မှပါလာတဲ့အလတ်ဆိုတာကတော့ဒီဂျာဘားလို့ဆိုရင်တော့ဒီတောကိုပြောတာပေါ့အဲ့တော့ဓာတ်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင်တော့ဒီတောနတ်ဆိုးတွေဒီမကောင်းတဲ့နတ်တွေကိုပြောတာဒဲမဲ့အလတ်ဆိုတဲ့ဓလေးကလည်းဘယ်ကနေဖြစ်လာတာလဲဆိုရင်ဟိုးအရင်တုန်းကဒီဂျာဘားတောထဲကိုရောက်သွားတဲ့သူတွေကဒီတောထဲမှာဒီအကြောင်းတစ်ခုကြောင့်အိမ်ပြန်ရောက်မလာတာမျိုးတွေရှိတယ်အဲ့ဒီမှာသူ့ရဲ့စေမျိုးသားချင်းတွေကဒီတောထဲမှာပဲတည်သွားပြီးတော့နတ်စိမ့်ဖြစ်သွားတဲ့ ပြီးတော့မှယုံကြည်ကြတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ရင်ငံပိုင်ဦးရှင်ကြီးရဲ့ဇလန်းနဲ့တွားပြီးတော့မှတူတယ်။ဒါပေမဲ့သူတို့တွေကကြတော့မပူဇော်ဘူးမပတာဘူးကိုယ်လည်းမကိုးကွယ်ဘူး ီလိုနှစ်စိမ်းမျိုးတွေသူတို့စီမှာရှိတယ်ဆိုတာကိုပြကျင်ယုံတတ်တတ်နဲ့အခုလိုမျိုးကာရိုက်တာတွေကိုဖန်တီးပြီးတော့ကျွန်တော်တို့ရဲ့ရှေ့ကိုရောက်အောင်ပို့တယ်ပေါ့လေအဲ့တော့ damage alert ဆိုတာကလည်းအရင်တုန်းကတောနတ်ဆိုးတွေဆိုပေမဲ့ကျွန်တော်တို့ဒီဘက်ခေတ်ကိုရောက်လာတဲ့အခါကျတော့ဒီ ham nu ဆိုတဲ့တရဲတွေရောဒီ damage ဆိုတဲ့မကောင်းတဲ့အရာမှန်သမျှအကုန်လုံးပါလာခဲ့အခုဒီဗီဒီယိုမှာဆိုရင်တော့အကုန်လုံးတကယ်မကောင်းဆိုးဝါးဘောင်းဆောင်တွေကိုမြင်ရလိမ့်မယ် ီပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းရဲ့အော်တိုဘာလာထဲမှာကျင်းပလို့ရှိပါတယ်အခု2025မှာဆိုရင်တော့အော်တိုဘာလာ၈ရက်နေ့မှာကျင်းပမယ်ဆိုပြီးတော့မှ post တွေတင်ထားတာကြီးလည်းအများကြီးတွေ့ရတယ်ဟိုအများဆုံးတွေ့ရတာကတော့အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဘာဂျမ်ဘာခရိုင်စီလိုမျိုးနယ်မှာရှိတဲ့ရွာတော်တော်များများမှာကျင်းပကြပါအဲ့တော့ကျွန်တော်တို့အတူတူသွားကြည့်ကြပါဒီဘက်ကနေပြောရမယ်ဆိုရင်တော့ဘယ်လိုပြောရမလဲဆိုတော့တရဲဖက်ရှင်လို့ပဲပြောရမှာပေါ့လေဟိုသူတို့စီမှာရှိတဲ့တရဲတွေနှက်တွေကနဲတာမှမဟုတ်ပဲအများကြီးမှအများကြီးပဲ အဲ့ဒီအထက်ကမှဘယ်တရေမှကတော့ဘလူပုံစံဘယ်နက်ကတော့ဘလူပုံစံနောက်ပြီးတော့သူတို့ရဲ့အဝတ်အစားတွေသူတို့ရဲ့နေပုံထိုင်ပုံတွေအကုန်လုံးကိုသူတို့ရဲ့ဒီ theme တစ်ခုလုံးကိုပြကျင်တဲ့ message ဒါတွေကိုကိုးကွယ်နေပါတယ်ဆိုတဲ့ message မဟုတ်ဘူးဒီပုံခွန်တရေဆိုရင်လည်းအားလုံးမြင်ဘူးပြီးသားဖြစ်ပါလိမ့်မယ်အဒီမှာဆိုရင်လည်းသူ့ရဲ့ original အတိုင်းဒီပုံခွန်တရေက ဒီပုံစံဆိုတာကိုပြကျင်တာဘာမှမပြုတ်ပြင်ထားဘူးဟိုကျွန်တော်တို့စီမှာဆိုရင်လည်းဒီမဖဲဝါဆိုတဲ့ character တွေနှောက် performance တွေအများကြီးရှိတယ်အဲ့ဒီမှာကြည့်ကြည့်လိုက်ရင်ဒီမဖဲဝါကခေါင်းထမ်းလာတယ်ဒီ counter line ကြီးကိုဆွဲလာတာကလွဲရင်ဒီမဖဲဝါကကြံနေအပိုင်းမှာကချစ်စရာလေးလုံးလုံးကြည့်ကြည့်လေးကြည့်ကြည့်လိုက်ရင်လည်းဒီ makeup လေးတွေနှာခမ်းညီလေးတွေနဲ့တကယ်လို့များဒီမဖဲဝါရဲ့ပုံစံကို makeup နဲ့ပုံဖော်မယ်ဆိုရင်တော့မှပဲနည်းနည်းပါးပါးလောက်ဆိုရင်တော့ရပြီပေါ့လေအခုဟာကမဖဲဝါကခမည်းဆော်ထက်တောင်မှချောနေသေးတယ်ဆိုတော့က အာဘာပြောလို့ပြောရမှန်းတော့မသိတော့ဘူးဗောလေအဒီနောက်မှာကတော့တရေလေးတွေကတော့အများကြီးမှအများကြီးပဲတချို့တရေတွေဆိုရင်တော့ကျွန်တော်လိုက်ရှာကြည့်ရနာမည်လေးတွေပဲတွေ့ရတယ်သူတို့ရဲ့တကယ်မူလစင်းမြစ်တွေသူတို့ရဲ့တကယ်ပုံတွေကသိပြီးတော့မှမတွေ့ရတော့ဒါကတော့ဝီဝီကွန်ဘက်တရေဗောလေဝီဝီကွန်ဘက်ကတော့တကယ်တန်းကသူကမိန်းမဗျတရေမှဒါပေမဲ့ဒီမှာက performance လုပ်ထားတာကဒီယောက်ျားကြီးလားမသိဘူး ့ဒီထဲမှာဆိုရင်လည်းဒီဝေဝေကုန်းဘက်တရင်မကသူ့ရဲ့ရင်သားကဒီစတိုရီထဲမှာပြန်ကြည့်လိုက်ရင်အရှိကြီးမှအရှိကြီးပဲဟိုးချင်မျက်စိနားထီပေါ်မှာရောက်တယ်အဒါမင်းမဲ့ဒီမှာကတော့တူတူလေးပဲပေါ့လေဒီဝေဝေကုန်းဘက်တရင်မအကြောင်းကိုကျွန်တော် channel မှာတခါတင်မှုသေးလားမသိမေ့အောင်မေ့နေဒီတရင်မကကြတော့သူကခလေးတွေကိုအရန်ချစ်တဲ့တရင်မအာတခါတလေကြရင်တော့ဒီခလေးတွေကိုချစ်လွန်းလို့ဆိုပြီးတော့ဖွာထားတာမျိုးကြီးလည်းရှိတယ် ။အော်အဲ့ဒီမှာသူတို့ရဲ့ဒီပိုင်ရဆိုင်ရာတွေခေါ်ပြီးတော့ဒီတောထဲမှာတောတောပြီးတော့တောင်းရတာမျိုးတွေလည်းရှိတယ်။အဲ့တော့ဒီသရေကတော့ဒါဟန်တုတမ်ပါကပ်ပလာပေါ့လေ။ဟန်တုတမ်ပါကပ်ပလာဆိုတာကဒီခေါင်းမပါတဲ့သရေ။တကယ်တမ်းတော့အင်ဒိုနီးရှားနိုင်ငံမှာကအဲ့ဒီခေါင်းမပါတဲ့သရေကနှစ်ကောင်ရှိရဲ့ဗျ။အာနောက်တစ်ကောင်ကပူလူဆိုတဲ့သရေတစ်ကောင်ခေါင်းကမပါတော့တော့မဟုတ်ဘူးပြပါတော့ပါတယ်ဒါပေမဲ့သူ့ရဲ့ခေါင်းကသူ့ရဲ့လယ်ဘေးမှာရှိမနေဘဲနဲ့သူ့ရဲ့ခေါင်းကိုသူ့လက်ထဲမှာယောက်နေအဲ့တော့ဒီတရေကဘယ်လိုမျိုးဖြစ်လာလဲဆိုတော့အရင်တုန်းကဆိုရင်တော့ ဒီဂျာဘာတို့စူမာတရာတို့ဒီမာလာယူတို့မှာ အရန်ကမှ ကြီးစိုးခဲ့တဲ့တရဲတကောင်ပေါ့လေအရင်တော့အဲ့ဒီနယ်မြေတွေကစစ်တွေဖြစ်ခဲ့ကြတော့အဲ့ဒီမှာဒီခေါင်းဖြတ်အသက်ခံခဲ့ရတဲ့သူတွေအများကြီးရှိခဲ့တယ်ဒါကသူ့ရဲ့စတိုရီထဲမှာပြောထားတာပေါ့လေနောက်ဆုံးမှတော့အဲ့လူတွေကမကျွတ်မလို့ပဲနဲ့အခုလိုခေါင်းမပါတဲ့တရဲပုံစံမျိုးတွေဖြစ်နေတယ်ဆိုတာကိုပြရင် ဲ့တော့ဗီဒီယိုကိုဆက်ပြီးတော့ကြည့်မယ်ဆိုရင်တော့တကယ်တမ်းပြောရမယ့်တရေအကြောင်းတွေနတ်အကြောင်းတွေကအများကြီးမှအများကြီးပဲနောက်မှတန်းစီနေရပဲကျွန်တော်တို့နိုင်ငံထက်ကူမှများတယ်အဲ့တော့တေချာတွေးကြည့်ရင်လည်းသူတို့စီမှာကအခုလိုမျိုးပွဲတော်တွေရှိတယ်ဟိုကျွန်တော်တို့စီမှာဆိုရင်လည်းဒီနတ်ကိုးကွယ်မှုတွေရှိတယ်ဒါပေမဲ့မတူတဲ့အချက်တွေကအများကြီးပဲရှိသူတို့ကဒါတွေရှိတယ်ဆိုတာကိုယုံကြည်တယ် ဒါပေမဲ့မကိုးကွယ်ဘူး။ကျွန်တော်တို့ဒီမှာကကြတော့ယုံကြည်တယ်။ယုံကြည်တဲ့အလျောက်ကူမှာကိုးကွယ်တယ်။ကိုကြီးကျော်တို့ဆိုရင်လည်းအရက်တောက်လွန်ပြီးတော့ပေးတယ်။ပေးတဲ့အခါကျတော့လေဒီနက်ဖြစ်သွားတယ်ဆိုပြီးတော့မှလူတော်တော်များများကကိုးကွယ်ကြတယ်ပေါ့လေ။အဲ့တော့သူတော်မေရယဆိုတဲ့ကံကိုဖောက်ပြီးတော့သေသွားတဲ့သူကမနိုင်စနိုင်နေဆိုတာကြီးကတော့ဒီ၅ပါးတိလမြဲတဲ့သူတွေအတွက်တော့မဟုတ်တော့ဘူးလို့တော့ကျွန်တော်ထင်တယ်။ဒီမနဲ့လေးဆိုရင်လည်းဒီသူမိခင်သေလို့ဆိုပြီးတော့သူကရင်ကွင်းနာကြပြီးတော့မှသေရတာ။အစကကျွန်တော်ကမနဲ့လေးဆိုတော့နှဲမုံရင်နဲ့သေရလို့တော့မှကျွန်တော်က ထင်ထားတာဒီမြန်မာနှစ်ပွဲတွေမှာဆိုရင်လေနတ်တွေကိုချီးမွမ်းနေကိုယ့်ရဲ့ကံကြံဝရိယနဲ့ကိုဟောက်ကိုမကြိုးစားဘဲနဲ့ဒီနတ်တွေစီမှာကိုယ့်ရဲ့ကံကြံမှာကိုသွားပြီးတော့မှတောင်းတယ်အစင်ပြေသွားတယ်ဆိုရင်လေဒီနတ်တွေကိုဂုံပြူကြတယ်။နောက်ချင်းမွန်းထောပနာပြူကြတယ်ပေါ့။အဲ့တော့တကယ်တမ်းသာဒီနတ်တွေကကိုယ့်ကိုအောင်မြင်အောင်လှုပ်ပေးနိုင်တယ်။ကိုယ့်ရဲ့စီးပွားကိုချမ်းသာအောင်လှုပ်ပေးနိုင်တယ်ဆိုရင်ဒီစီးပွားတွေကြမသွားအောင်လေဒီနတ်တွေကထိန်းထားပေးနိုင်ရမယ်မဟုတ်လား။စီးပွားတက်အောင်တော့လုံနိုင်သေးတာပဲလေ။စီးပွားမကြအောင်တော့ထိန်းထားပေးနိုင်ရမှာပေါ့။ အဲ့တော့ကျွန်တော်တို့ဒီဘက်မှာဆိုရင်တော့ net တွေနဲ့ပတ်သက်ပြီးတော့အလှပတိတ်ခါတွေကိုဦးစားပေးတယ်။အဲ့ဒီအလှရောက်ပဲသူတို့တွေကချမ်းသာပြီးရင်ချမ်းသာလာပြီးတော့ကြံတဲ့သူတွေကတော့မွဲပြီးရင်မွဲလာတော့တာပဲ။ဒါပေမဲ့အင်ဒိုနီးရှားမှာကကြတော့အဲ့ဒါလိုမျိုးမဟုတ်ဘူး။သူတို့ရဲ့အဲ့ဒီပွဲတော်ကသူတို့ရဲ့အခုလိုမျိုးတရေတွေ net တွေရှိတယ်ဆိုတဲ့အကြောင်းကိုဒီ artwork တစ်ခုအနေနဲ့ဒီ modern festival တစ်ခုအနေနဲ့ကြောက်စရာကောင်းအောင်ကိုကသူတို့ဖန်တီးပေးထားတဲ့ပွဲတော်တစ်ခုပေါ့လေ။ဆိုတော့အားလုံးပဲဒီလောက်ပါပဲ။